ားလုံးမင်္ဂလာပါ။မြန်ခရစ်တောင်းနေပြန်ပြောကျေးဇူးပါတယ်။ကျွန်တော်ဒီနေ့ကတော့ admin အဖွဲ့အပြင်ကိုရောက်နေကြတာဖြစ်ပါတယ်။အပြင်ကိုရောက်နေတော့မှာကျွန်တော်တို့စီကိုရောက်ထားတဲ့ Cypher X1 wallet တခုကို unbox လုပ်ပေးသွားဖို့အကြံရတယ်။ဒါကြောင့်ဒီဝီဒီယိုလေးကိုရိုက်ဖြစ်သွားတာဖြစ်ပါတယ်။ဆိုတော့ Cypher X1 ကို unbox လုပ်မယ်ပေါ့နော်။ဘူးကတော့တော်တော်လေးကြီးတဲ့အထက်မှာပါတယ်။သူ့ရဲ့ဘူးပုံစံကကျွန်တော်တို့အပြင်မှာစက်ကူဘူးကွန်တခုပါတယ်ပေါ့နော်။ဒီဘူးကိုကျွန်တော်အရင်ဆုံးဖောက်ကြည့်ရအောင်ပါ။ တော့ကျွန်တော်တို့စက်ကူဘူကိုဖောက်ပြီးသွားတဲ့အချိန်မှာအတွင်းထဲမှာကျွန်တော်တို့ဒီ Cypro X1 ရဲ့နောက်ထပ် bounce လေးတစ်ခုပါသေးတယ်။ဘူးကွင်ရောပြီးပြီဆိုရင်ကျွန်တော်တို့ဒီအတွင်းထဲကဘူးဟာရောတကယ်မိုက်တဲ့အထဲမှာပါတယ်။ Share on wallet တွေနဲ့မတူ Share on wallet တွေဆိုရင်ကျွန်တော်တို့စက်ကူဘူကိုဖယ်လိုက်ပြီဆိုရင်ချက်ချင်း wallet ကိုတွေ့ရတာမျိုးတွေများတယ်ပေါ့နော်။ဒါကတော့ကျွန်တော်တို့မမျှော်လင့်ထားတဲ့အတိုင်းပဲစက်ကူဘူကိုဖယ်လိုက်တဲ့အချိန်မှာအတွင်းထဲမှာနောက်ထပ် bounce လေးတစ်ခုထပ်ပြီးတော့ပါနေတာဖြစ်ပါတယ်။အဲ့တော့ဒီ box ရဲ့ zip tape လေးကိုကျွန်တော်တို့အရင်ဆုံး ဖွင့်ဖို့လုပ်တယ်ပေါ့နော်ဖွင့်ဖို့စူးစမ်းရတဲ့အချိန်မှာဒါလည်းပါမလားအဲ့တော့ဘေးနားမှာရှိနေတဲ့ခင်းနဲ့ပဲထိုးပြီးတော့ဖွင့်လိုက်ပါတယ်အဲ့တော့ပွင့်သွားတယ်ပေါ့ဗျာအခုကျွန်တော်တို့ Cypher X1 ကိုဖွင့်ပြီးတော့ကြည့်ကြပါမယ်ခွန်လိုက်တော့ပထမအဆုံးအနေနဲ့ကျွန်တော်ဒီထဲမှာကြိုးလေးတစ်ချောင်းပါတယ်ဒီကြိုးလေးက Cypher X1 ကိုကျွန်တော်လေဘင်းမှာဆွဲလို့ရတဲ့ကြိုးလေးပြီးတော့ရင်တော့ Type C ကြိုးတစ်ချောင်းပါမယ် Type C မှာမှကျွန်တော်တို့ဒီ အဒက်ပတာလေးတစ်ခုထပ်ပါသေးဒါက MacBook တွေဖုန်းတွေနဲ့ချိတ်ပြီးတော့သုံးကျင်နေဆိုရင်သုံးလို့ရအောင်လို့ USB Type C အဒက်ပတာလေးတစ်ခုပါတာဖြစ်တဲ့အတွက်အဆင်ပြေတယ်တည်တံ့ထပ်ပြီးတော့ရှာနေစရာမလိုတော့ပုံမှန် Windows သမားတွေအတွက်ဆိုလည်းအဆင်ပြေသလို MacBook တွေအတွက်လည်းအဆင်ပြေမှာဖြစ်ပါတယ်ပြီးရင်တော့ကျွန်တော် sticker တွေပါမယ်ဒါတွေကတော့ကျွန်တော်ကတ်ထည့်တဲ့အကလေးတွေဖြစ်ပါတယ်လေးခုပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ laptop တွေရဲ့ webcam မှာကတ်လို့ရတဲ့ sticker လေးဖြစ်ပါတယ်ကျွန်တော်ဒါ security အရာကတ်လို့ရတာပေါ့နော် ် wallet နဲ့တော့ဘာမှမဆိုင်ပါဘူးပြီးတော့ပြီဆိုရင်တော့ user menu တွေပါမယ် warranty တွေပါမယ်ပြီးပြီဆိုရင်တော့ကျွန်တော်အဓိကမင်းသားတွေလာပါမယ်အဲ့တော့ဒီထဲမှာတော့ကျွန်တော်ကက်လေးကက်ပါတာကိုတွေ့ရတယ်။နောက်တစ်ခုကတော့ကျွန်တော်တို့ဒါ X1 bot ဖြစ်ပါတယ်။ bot လို့ခေါ်တယ်ပေါ့နော်။သူက X1 cat နဲ့ X1 bot ဆိုပြီးတော့နှစ်မျိုးခေါ်တာဖြစ်ပါတယ်။ ပြီးရင်ဒီကောင်ကကျွန်တော်တို့ type c အသုံးလို့ရမှာဖြစ်ပါတယ်သူ့ရဲ့ battery က200 mAh အထိပါတယ်ဗောနော်ဒီ200 mAh battery နဲ့ဆိုရင် Cypro X1 ပေါ်လေးကို16ရက်အထိသုံးလို့ရနိုင်တယ်ဆိုပြီးတော့ပြောထားတာကိုတွေ့ရတယ်ဒါ16ရက်ခံမခံကတော့တကယ်ကိုသုံးတဲ့အပေါ်လဲမူတည်တာဗောနော်ကျွန်တော်တို့က crypto wallet တွေဆိုတာက mobile phone တွေလိုနေ့စဉ်အသုံးပြုရတာမျိုးမဟုတ်ဘူးကိုလိုအပ်တဲ့အချိန်မျိုးမှာဖွင့်ပြီးတော့သုံးရတာမျိုးဖြစ်တဲ့အတွက် ူ့ရဲ့200 mAh battery ကတော်တော်လေးလုံလောက်တဲ့ထဲမှာပါတယ်။ wallet အကြောင်းပြောနေတော့မှပဲမုံလာပြီးတော့ချပေးရပါတော့။အဲ့တော့မုံစားကြပါအောင်။ဒီ wallet နဲ့ပတ်သက်ပြီးတော့ကျွန်တော်နောက်ထပ် fully set up and review video တစ်ပုဒ်လုပ်ပေးမယ်။စောင့်ရရှောင်းရနေလဲကျွန်တော် video တစ်ပုဒ်လုပ်ပေးပါမယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်ဒီ Cypher X1 ကလုံးဝ innovation ဖြစ်တဲ့ wallet တစ်ခုဖြစ်ပါတယ်။ဒီ wallet မှာ safe phrase လည်းမပါဘူး။ကျွန်တော်တို့ private key တွေကလည်း ကျွန်တော်ကိုယ်တိုင်မသိဘူးဒီကက်တင်နဲ့ပဲအသုံးပြုရတာမျိုးဖြစ်တယ်အဲ့တော့ဒီ wallet ကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်ပေါ့နော်နောက်တစ်ခုက wallet ရဲ့ site ကိုကြည့်မယ်ဆိုရင်တကယ်ငယ်ဘဝတုန်းက ME3 ကိုသွားပြီးတော့သတိရမိတယ်ကျွန်တော်ငယ်ငယ်တုန်းက ME3 လေးကိုင်ခဲ့ကြရတယ်လीစပြီးတော့ကိုင်ရတဲ့အချိန်မှာရတဲ့ခန်းစားချက်မျိုးဒီ wallet ကိုကိုင်နေတဲ့အချိန်မှာပြန်ပြီးတော့ရတယ်ပေါ့နော်တချင်နှားထောင်လို့ရတဲ့ device မဟုတ်ပေမဲ့ဒါ wallet ကို ME3 ပုံစံလေးပြန်မြင်ရတဲ့အချိန်မှာတော့တော်တော်လေးမိုက်တယ်ပြီးရင် joystick လေးပါတယ်ဒီ joystick လေးကလည်းကျွန်တော်နှိပ်ရတာအဆင်ပြေတယ်ပေါ့နော်ဟိုဂိမ်းဆော့တဲ့အချိန်မှာပါတယ်ကျွန်တော်ဘူးလုံးလိုပဲဒီမှာလည်း joystick ကတော်တော်လေးအဆင်ပြေတယ်နှိပ်ကြည့်ရတော့ကောင်းတဲ့အချိန်မှာပါတယ်တခုပဲဒီမှန်ကလက်ရတော်တော်ထင်တယ်ပေါ့နော်နောက်ထပ်ကြိုက်တာတခုကဒီ cyfrox1 ရဲ့ထပ်မှာခွင်းလေးပါတယ်ပေါ့နော်အဲ့ခွင်းလေးကကျွန်တော်တို့ကျိုးနဲ့ပထမ box ထဲမှာပါခဲ့တဲ့ကျိုးနဲ့ level မှာဆွဲထားဆွဲထားလို့ရတဲ့ပုံစံမျိုးဖြစ်ပါတယ် ဲ့တော့ဒီထက်မှပါတဲ့ပစ္စည်းက၅ခုပါတယ်ကက်က၄ခုပြီးတော့ဒီ device လေးတစ်ခုဒီ device လေးကိုတော့ Cypher X1 bot လို့ခေါ်ပါတယ်ပြီးရင်ကက်တွေကတော့ကျွန်တော်တို့ X1 cat လို့ခေါ်တယ်ပေါ့နော်ဒီ၅ခုကိုပေါင်းပြီးတော့ wallet တစ်ခု create လုပ်ရမှာဖြစ်ပါတယ် Okay ပါ fully set up and review video တပုတ်မြန်မြန်လေးတစ်ပေးနိုင်အောင်ကြိုးစားပါမယ်စောင့်မျှော်ပြီးတော့ကြည့်ရှုပေးကြပါဒီ video ကတော့ဒီလောက်ပါပဲနောက် video မှာပြန်တွေ့ကြပါမယ်ခင်ဗျာအားလုံး trade တိုင်းမြတ်ကြပါစေခင်ဗျာ